ရွှေကုံဖျားကိုဥဆောင်ကထီးတော်တင်ခဲ့တဲ့ဆရာတော်ဥဆန်ဒီမှာအပိုင်းနှစ်ကိုတင်ဆက်ပေးခြင်းပါလေ။ဒါနဲ့ကျုပ်လည်းစားတောင်ဆရာတော်ကြီးကခေါ်လို့ဆိုပြီးရန်ကုန်ကိုလိုက်လာခဲ့တဲ့ဆိုပါတော့ဗျာ။ဟိုရောက်တော့ဆရာတော်ကပျုံပျုံရွှင်ရွှင်ကြီးစီးကြုံနေပါလေ။အဲ့ဒီတော့ကဆရာတော်ဟာမာလာကနိုင်ဟေမာမြိုင်ခြံကြီးမှာတည်င်းတုံးနေတာပါ။ နောက်မှတိတာစားတောင်ဆရာတော်ကြီးတက်တော်ထင်ရှားရှိစဉ်ခါကထေရုပတိဆောင်ရေးသားခဲ့တဲ့မနောမရဥလာမြေချမ်းလို့သိရပါလေ။အဲ့ဒီတော့ကကြုံရောက်တယ်ဆိုရင်ပဲဆရာတော်ကဘာမှမမိတ်ခမစစ်တရင်တုံးနေပါလေ။ဆရာတော်ကလည်းထိုင်ကုန်းပေါ်မှာထိုင်ပြီးတရင်တုံးနေတယ်။ကျုပ်ကလည်းဘုတ်တုတ်ထန်နေတာပေါ့။ခဏနေတော့အဲ့ဒီခက်ကထိတ်တန်းရာလူကြီးပုံကိုယ်တူရောက်လာပါလေ။ ရွှေဘုံဖျားကိုတဲ့ချီတော်တင်ဖို့ဆိုပြီးဆရာတော်ကိုရှောက်ထားပါတယ်အဲဒီမှာဆရာတော်ကဒါငါတို့နဲ့မဆိုင်ဘူးဒီဥပဇင်းလေးနဲ့ဆိုင်တယ်သူဦးစီးဆောင်ရွက်ပေးလိမ့်မယ်တဲ့ဟာဒီလိုမျိုးကြီးမိန်းတော့ကျုပ်ကဘယ်ရဘလို့စပြီးပြောရမှန်းမသိဘာလို့ကမှန်းမသိခေါင်းကိုမိုးချိုးပြလိုက်တော့ပဲနောက်ပြီးတော့တာမညောင်ညစေဒီလေးမဟုတ်ဘူးလေရွှေဘုံဖျားဆိုတာကတကယ်မြမကြီးရဲ့အထောက်ခံဖျားကြီး ကျုပ်လိုတာမမြောင်ညဥစဉ်လေးကဘလို့တည်နိုင်မှာလဲဒါတွေကျုပ်လဲနားမလဲဘူးခတ်ပြီးဘလို့လောက်ရပါစားတော်ဆရာတော်ကြီးကလည်းအမိန်ပေးပြီးဟဲပောက်တဲ့နှဘူးမထူးပါဘူးတပောက်သူစင်ပြေတော့မှာပေါ့ဆိုပြီးဦးစီးပြီးဆောင်ရွက်လိုက်တာအောင်မြင်သွားခဲ့ပါလေနောက်ပြီးဆရာတော်မိတ်လို့နောက်မှသိရတာရွှေတကုံစေးပြီးတော့ထီးတော်တင်တာကိုစားတော်ဆရာတော်နဲ့အဘအောင်မင်းကောင်ရဲ့တာဝန်နဲ့ကျုပ်ကိုချိတ်ဆက်ပြီးထီးတော်အတင်ခိုင်းတဲ့သဘော မမြင်နိုင်တဲ့စွမ်းအင်ရှိသူတွေကနောက်ကနေဘလို့လုံးလိုက်ဘာကင်လိုက်ဘာရွတ်လိုက်နဲ့ညှို့ပြပင်နေတယ်ကျုပ်စွမ်းတော့မဟုတ်ရပါဘူးဗျာထီးတော့တင်ပြီးလို့ကျုပ်လည်းပြန်ဖို့ဆရာတော်ကတော်ပြီးရှောက်ထားတော့ဆရာတော်ကအဲ့ဒီခါမှမိတ်ပါတယ်အရှင်ဖျားတဲ့ဘယ်ရက်မှတရင်သုံးပါတယ်လေတဲ့ငါခေါ်မလာခဲ့ငါမခေါ်ရင်မလာခဲ့နဲ့ဟမ် ဆရာတော်ရဲ့အတန်ခက်ပြပြကြည်ပြအဲ့ဒီလိုမင်းတော့ကျုပ်လည်းကြောင်းအန်ဖြစ်သွားပါလေဘယ်နဲ့ပါလဲအောင်းမိမိဒါနဲ့ကျုပ်လည်းပြန်လာပေါ့ဗျာတကယ်တော့စားတော်ဆရာတော်ဒီဟာခေါ်တယ်ဆိုပြန်ပြီးရောဆရာတော်ကဘာမိတ်တယ်လဲဆိုရင်ကျုပ်ဘကိုးမျိုးနဲ့ညောင်အင်းရွာမှာဖျားတကာကြော်ဆွေကဖျားတည်နေတယ်နေရာခင်းကျင်းနေသွားကြည့်ပေါ်လေသွားပြီးကြီးကျက်ကုတ်ကဲ ကြီးတင်မဲနေရကောင်းရက်မြက်လဲရွေးပြီးသားဤစီအောင်ဆောင်ရွက်လိုက်ပြီဟောဗျာဒါပြန်ပေါ့ဒါနဲ့ကြုတ်လဲမငင်းတာတော့ညောင်အင်းရွာကိုလာခဲ့တယ်ဆိုတော့လေဟိုရောက်တော့ဖယားတကာဦးကျော်ဆွေကလည်းသူ့အိမ်နဲ့ကပ်နေတော့ဟန်ကြတယ်ပြောပါတော့သူတို့ကလည်းစားတော့ဆရာတော်ကြီးကလွတ်လိုက်တယ်ဆိုတော့လှော့ထင်ကြီးနေတာကျုပ်ကလည်းကျုပ်ဆွမ်းမဟုတ်တာ ဆရာတော်မိတ်လိုက်ကလေးကအဲ့ဒီနေရာကိုတဲ့အဘအောင်မင်းကောင်ကသဘောကျလို့သူနေမယ်လို့လည်းဆိုခဲ့တယ်ကြုံပြောခဲ့ပြီးတော့စားတော်ဆရာတော်ရဲ့အဘအောင်မင်းကောင်ရဲ့ရှင်အစ္စကောနာရဲ့ရှင်မထီရဲ့ရကန်းစင်တော်ဆရာတော်တို့ရဲ့နန်ကိန်းနဲ့ဘာရတိတွေကပညာညီကိုတွေဖြစ်တယ်လို့တမိတဲမွေးညီကိုတွေပါဘာမဲ့ဆရာတော်ဘွားကနေစွန်းလုံးဆရာတော်ဘွားထီတပည့်ညီကိုတွေပါသူတို့ခိုင်းသမျှလုံနေရတော့ကြုတ်ခါပြောရမယ်ဆိုရင်တော့ ညောင်အင်းရွာမှာအောင်တော်မူဖျားတည်နေခြင်းစားတောင်ဆရာတော်ကြီးနဲ့အဆက်အသွယ်ထပ်ပြပြန်ရောဒီလိုနဲ့တရက်ကျုပ်လည်းပြန်လာပါဗျာအဲ့မှာကျုပ်တရားထိုင်နေတော့စားတော့ဆရာတော်ကြီးအတန်လူလူဘာလူလူနားရကြရတယ်ဦးစင်းလေးနားခဲ့ဟုတ်နဲ့ဟောဗျာဒါမသိကြလို့ထပ်ပြီးတော့အာယုံဆက်ကြည့်တယ်ဒီအတန်ပဲစားတော့ဆရာတော်ကြီးအတန်ဟာအဲ့ဒီအချိန်မှာပဲစားတော့ဆရာတော်ကအချိန်မရဘူးမြ мян လာခဲ့တယ် ဒါနဲ့ကြုတ်လဲမဖြစ်ချေဘူးဆိုပြီးတော့တက်တုတ်ရိုက်မင်းရွာကုန်းချိတ်တာကိုရောက်လာခဲ့ပါလိမ့်ကြောက်ရောက်လာတယ်ဆိုရင်ပဲစစ်တပ်ကထိပ်ပိုင်းဘုံမှုကြီးတယောက်ကမဝင်ရဘူးလို့ဆိုတယ်ဒါနဲ့ကြုတ်လဲဟုတ်ပါပြီဆိုပြီးမကြီးမြအောင်ထိုင်းနေတယ်ခဏနေတော့အဲ့ဒီဘုံမှုကြီးဆိုသူကဆရာတော်အခေါ်ခိုင်းလို့ဆိုပြီးလာခေါ်ပြန်ပါလိမ့်ကြောင်းအောက်ရောက်တယ်ဆိုရင်ပဲဆရာတော်ကအဲ့ဒီဘုံမှုကြီးဆိုသူကိုခမရထွက်ဦးစင်းလေးတကားပိတ်တယ် ဆရာတော်သားခက်ပြက်ပြက်ပြကျုပ်နဲ့ဆရာတော်ကတော့မိခရွရွလေးချက်မြင့်ပေါ်မှာထိုင်နေတယ်။ဘာများမိတ်မလဲပေါ့လေ။ဆရာတော်ကဂရင်ပေါ်မှာထားထိုင်ပြီးမိတ်ရှိပါတယ်။ဒီမှာဥစဉ်ရေးကြီးတယ်နားထောင်ကျုပ်ခိုင်းတဲ့အတိုင်းလုပ်။ဒီမှာဖရာကျုပ်နောက်ငါရက်ဆိုရင်ခန္ဓာဝန်ချမယ်။ဝွကျွေးကုန်ပြီနောက်ဆုံးဝွကျွေးတစ်ခုပဲကျန်တော့တယ်။ကျုပ်ကိုဗိမ့်မဲ့တီးပြီးခေါင်းတလားနဲ့ထားကြလိမ့်မယ်။ ကျုပ်ခန္ဓာဝန်ချခြင်းကိစ္စအဝဝဦးစင်းလေးလုံးဝမပါနဲ့ဒီမှာပြဿနာအကြီးကျယ်တက်မယ်ဦးစင်းလေးကမဟုတ်မခံတက်လေတော့ကြားညံ့မယ်ဒီနေရာမှာဟိုးလွန်ခဲ့တဲ့၅ဘဝလောက်ကကုန်းပေါ်မင်းဆက်ကမိညီမင်းသားတွေဘဝမှာအချင်းချင်းမသိမမြတ်ပုံကံကြလို့ကျုပ်တို့အုပ်စုလာပုံးခိုးတဲ့နေရာလေးဖြစ်ခဲ့တယ်အဲ့ဒီတုန်းကဒီဖျားတွေတီးခဲ့တာပဲ ကျုပ်ရဲ့အခုယဟန်မဒေါ်အေးမဲကတူတဲပဲဗျသားတယောက်ကိုငွေပြီးဒိုးလူပေါင်မှတ်လောက်ကန်စားတော့ခဲ့တဲ့နေရာပဲကျုပ်သေးလို့မြင်မြို့တော့ကလည်းဗိမှန်တည်တဲ့နေရာပဲဟိုတော့ကဒီနေရာတော့အိုက်မှာအတော်ကမင်းတရားကြီးရဲ့ရေသွင်းပေါင်း8000လေးတောင်ရေကန်ပေါင်း8000လေးတောင်အကြောင်းတည်ထားခဲ့ပူတဲ့သမိုင်းဝင်အောင်မြင်နေရပဲဒီတော့ဦးစင်းလေးနောက်တစ်ချိန်မှာဒီအကြောင်းကိုပြောခွင့်ရမယ်ဆိုရင်တော့ ပြောပြတဲ့ကျုပ်ကိုအဲ့ဒီလိုမာတန်းချွေခဲ့တယ်။ဆရာတော်ဖျားနော်ဆိုရင်ကျွေးကဘာလဲဖျားလို့ကျုပ်ကလည်းမေးပြီးတော့ဘိုက်ခွဲခံရခြင်းပဲတဲ့။ဒီနေရာမှာဝွကျွေးလုံးဝအကုန်စင်ဖြစ်သွားလို့ပြိဋိဘံပြုတ်တဲ့သဘောပဲတဲ့။ဟောဒီကျုပ်ဘေးမှာရှိနေတဲ့မောင်ကျော်ဝေးဆိုတာကကျုံနဲ့စတွေ့ခြင်း၁၂နှစ်၁၃နှစ်လောက်ပဲရှိသေးတယ်။နောက်ဆုံးငါးဘဝတွေကတခုတည်းသောဘဝမှာ ဆရာတော်နဲ့တော်အေးမဲ့ပေါင်းဖက်ပြီးဒီနေရာမှာလောက်ကန်စားတော့တော့ကဒီမောင်ကျော်ဝေလေးကလည်းတူဒီတော်သားဖြစ်ခဲ့တယ်။ဒီမှာရှုံနေဘွက်တွေချာလောက်စားခဲ့ရတာ။ဘိုးတော်ကမိခီလာဆိုတာမင်းနေပြီတော်ကြီးပေါ့။မြို့မှာနေချင်းတော့ခမားတို့နဲ့ဒီနေရာမှာမနေချင်ဘူး။မြို့မှာပဲနေမယ်တစ်သလုံးနေမယ်။ပြန်မလာတော့ဘူးပြောခဲ့တဲ့ဝစီကံလေ။ခုဘွားပြန်ဆုံကြတော့လေဆရာတော်မရှိတဲ့နောက် ရုပ်ကလန္နာမကတ်ရဘူးမိရှိလာမှနေရရတယ်သူငယ်စဉ်တချင်ကဆရာတော်ရဲ့တားဖြစ်ခဲ့လေတော့ဆရာတော်ရိတ်တာတွင်ကြွလျာလက်ညှိုးလေးပြီးပြီးဆွဲခေါ်သွားခံရတယ်မောင်ကျော်ဝေကတော့ဘယ်သိမလဲဒါကြောင့်မောင်ကျော်ဝေကိုပြောတာဆရာတော်ကိုစွတ်တောင်းဘဝဘဝတွေကာယကဝစီကမနောကံတန်တရားကျွေးကြေပါစေလို့စွတ်တောင်းပါ မင်းအမငယ်နဲ့မင်းလည်းတခုသောဘဝမှာဆရာတော်လိုဖြစ်နေမယ်လို့ပြောပြခဲ့တာပေါ့နောက်တစ်ခုကဒေါ်အေးမင်းနဲ့ကလည်းဘဝဆက်ဆက်စူတောင်းပါရီဖြစ်ပဲဆိုတော့နောက်ဆုံးဘဝမှာဆရာတော်ကြွရမှာဒေါ်အေးမင်းမလိုက်ရလို့ပေါ်စီပေါ်စီလောက်ပြီးဆိုရင်ဆရာတော်ကပြုံးတလေစူရီပန်ခဲ့ပြီးမှခုမှထားခဲ့ရမှာပေါ့လေဒါရီကကျုပ်ကိုဟိုးတော့ကဆရာတော်ကပြောပြခဲ့ ဒါနဲ့ကြုတ်ပြောမှုမိနေတယ်ရွှေဘိုဘိုင်းအသိနာမည်ကဦးစန္ဒာသေးပြီပကိုးညောင်အင်းထက်အိမ်ကူကအဘကဦးအောင်ဖေးစိန်အဘဦးအောင်ဖေးစိန်ကတော့ရသေမိခင်ပြီလူဘွားနဲ့ထွက်ရမြင်တော့ဘာကြောင့်ဆိုတာအတိလောက်ကြီးမသိခဲ့ဘူးဒီဘနှစ်ယောက်အကြောင်းပြောရင်လည်းအရှိကြီးပဲအဘဦးအောင်ဖေးစိန်ကိုညောင်အင်းရောက်မှတီးတဲ့အောင်တော်မူဖျားရဲ့ခြံပေးကြရမှာဂူပိတ်မှန်တရှိတော်မယ် အဲ့ဒီအောင်တော်မူဖျားကိုလည်းစားတောင်ဆရာတော်ကြီးရဲ့ပရိခေဟာဆိုနေစံတော်တွေထာပနာထားတဲ့စီတီပါ။ကဲကျုပ်ကိုလည်းပြန်ကြောက်ခွင့်ပြုကြအောင်။နောက်နောက်ပြန်ဆုံကြအောင်ပါပါတဲ့။ဆရာတော်မင်းကတဲ့အကြောင်းအရာတွေကြံသေးတယ်ပြန်ပြောဦးမယ်။ဆရာတော်ဦးဆက်မီနီးမဟာကျွန်တော်နဲ့ဦးဓမ္မပိယမောင်ကျော်ဝေတို့ကိုနှုတ်ဆက်ပြီးမင်းရောက်ကုန်းရိတ်တာကလည်းခောက်ခွာသွားပါတယ်။ ဟွန်းအဲ့ဒီအကြောင်းအရာတွေဟာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။